အားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေဦးမိသားစုဝင်ပေါင်းတို့ရေနှွေဦး family youtube channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုပါရစေနော်။ဒီကနေ့မှတော့ကြားဆရာလာတန့်ရဲ့ကြားအချို့ကိုဖတ်ပြပေးပါရစေခင်ဗျာ။ကျွန်တော်နဲ့အတူတူလိုက်ပါခံစားနားဆင်ပေးကြကြပါဦးနော်။အနေအထိုင်မတက်မှုများ ကျဲတွေမယိုးမယွာကောင်းငင်ကြိုကြတော့မယ်မြေကြီးကိုရွှေ့ထားရရင်ကောင်းမလားခေါင်းနိုင်ကမိကိုလို့ပါဇက်ဟောင်းတွေတဲကအတန်ဟောင်းတွေပေါ်ထွက်လာနားတွေလည်းညောင်းလာပါပြီလမ်းဆိုးလို့ရင်ပြက်တာဘယ်သူကိုဆွဲချက်တင်ရမလဲမျိုးဆက်တစ်ခုလုံးချကျွေးခဲ့တာတောင်မှာ ရှေ့ရေးကမကောင်းနိုင်နေဘူးမာယာများတဲ့မျက်ခင်းမြင်ပေါ်မှာကျင်းစိန်မှုစူးစမ်းမိသူခေါက်ရိုက်သမားဒါဟာအပြစ်လို့ခေါ်လို့ရရင်အပြစ်တင်ခံပါမယ်ကျူးလွန်ခဲ့သမျှမှာထူးချွန်မှုပဲလိုအပ်တယ်လာတန်းဖြောင်းကျဲ ခုချိန်ထိအစဉ်ပြေတာဆိုလို့ဘာတစ်ခုမှမရှိမရေရာတဲ့နေ့တွေမှာနေထိုင်မတေချာတဲ့နေ့တွေကိုမျှော်လင်းတနေ့တခြားကပါကြီးနဲ့ပိုနီးလာမလားလို့စွန်စားခဲ့အားဆိုင်ခဲ့မိုက်မဲခဲ့တီကုံပြီးတဲ့တက်ကလစ်တွေကိုလည်းဘယ်လိုမှအပြစ်မတင်ရဲ့အသက်ကလည်းမငယ်တော့ ရွယ်ကလည်းရင့်ပြီးကိုရင်ကိုဖွင့်ကြည့်မိတော့အံ့အားတင့်စရာပန်းကြောင်လေးတဝင့်တောင်မှမရှိနေကင်းကြောင်တောင်ကြောင်ကြကြရက်ွက်တစ်ခုထဲမှာမှောင်ချနေခဲ့တာဘယ်သူသိနိုင်မလဲအစွဲအလန်းတွေကြောင်အလွမ်းနဲ့အပိတ်လောင်ခံဘဝအနေရကြီးတဲ့အထီးကျန်မှုမှာကိုပိုင်နိုင်ငံလာလာတစ်ခု တီထောင်ရဲ့မာတဲ့ဒါပေမဲ့မြေတကွက်ဝေးလို့ဖြာတစ်ချက်တောင်ဘယ်နေမှမတီကာရစီဝေးလို့ဖနှက်တရံတောင်ဘယ်နေမှမတီနောက်ဆုံးကိုနာမီကိုတောင်မှာမိမိရရမပိုင်နေအရာရာဟာကိုနဲ့ဝေးကွာလွန်းလားဒါနဲ့မြတောင်စာအုပ်အုပ်တနတ်တလက်နဲ့ ောင်အမေရိကတိုက်ကလူငယ်တယောက်ရဲ့အိမ်မဲအယူအမှုတက်မဲ့ခဲ့ဘူးရဲ့တစုံတရာအစင်သိမဖြစ်သေးခင်အတ္တတောင်ကျင်းလေးထဲမှာမကြာခဏရဲသေးတင်ရင်အသိဉာဏ်နည်းနည်းပါပါနုပညာနည်းနည်းပါပါနဲ့လောကကြီးကိုဖျားယောင်မိတာပါပြာစရာလာတန်း